ညာသုံးသာဝတိမြို့မှာပဲသတင်း30ဒီတရားကိုဟောခဲ့တာပရိညေဓမ္မေဒေသတံပိပရိညာစာပရိညေဓမ္မေပိုင်းခြားပြီးတော့သိရမယ်တရားတွေပိုင်းခြားပြီးတော့သိအောင်လုပ်ရမယ်တရားတွေကိုလည်းဟောမယ်ပရိညာစာပိုင်းခြားပြီးတော့တိယာတိယာတရားဖြစ်တဲ့ ပန်းတိုင်ကိုလည်းဟောမယ်ပိုင်းခြားပြီးတော့သိတယ်ဆိုတာခုနအပိဇာနာတုတ်ဆိုပြီးတော့နောက်တုတ်မှာပြောပါလိမ့်မယ်အနိစ္စဒုက္ခအနတ္တဆိုပြီးတော့အနိစ္စဒုက္ခအနတ္တလက္ခဏာရေသုံးပါတင်ပြီးတော့ခွဲခြားပြီးတော့သိရမယ်ပိုင်းခြားပြီးတော့သိရမယ်နားလည်အောင်လုပ်ရမယ်တရားတွေပြောပြောတာပါ ဘာကြာပြီးတော့သိရမယ့်တရားတွေကဘာတွေလဲဆိုတော့ယုတ်ဝေဒနာပညာသင်္ခါရဝိညာဉ်အဲဒီယုတ်ပေါ်မှာလည်းပဲပိုင်းခြားပြီးတော့သိရမယ်ဝေဒနာပညာသင်္ခါရဝိညာဉ်ပေါ်မှာလည်းပိုင်းခြားသိရပရိညာပိုင်းခြားပြီးတော့သိရပန်းတိုင်ကဘာလဲဘာအတွက်ပိုင်းခြားပြီးတော့သိအောင်လုပ်ရမှာလဲဘယ်ပြအောင်ဒီကိုပိုင်းခြားသိအောင်လုပ်ရမှာလဲဆိုတော့ရာဂခေယောဒေါသခေယောမောဟခေယော ရာဂတွေဒေါသတွေမောဟတွေကုံအောင်အထိကိုပိုင်းခြားပြီးတော့သိရမှာဒါကြောင့်မြို့တော်ခန္ဓာကိုယ်မှာရှိတဲ့ရုပ်တရားနာတရားတွေကိုအနိစ္စဒုက္ခအနတ္တဆိုပြီးတော့မြင်အောင်လဲရှုရမယ်အနိစ္စဒုက္ခအနတ္တမြင်တယ်ဆိုတဲ့နေရာမှာလည်းပဲရာဂဒေါသမောဟတွေကုံတဲ့အဆင့်ထိရောက်လဲပဲရှုရမယ်လို့ဒီဒုက္ခပြောတာပေါ့အပိစာနာဒုက္ခ ရူပံဘိက္ခေနာပိဇာနာအပရိဇာနာအဝိရာဇယံအပဇဟံအပဘောဒုက္ခခယာယံဝစီယရေကုံညင်းနေဆိုရင်ဟောဒီအလုတ်၄မျိုးမှမလုတ်ဘူးဆိုရင်ဝစီယရေမကုံနိုင်ယောဘောမှာနာပိဇာနာထူးသောညာဖြင့်သိအောင်လုပ်ရဘယ်ဟာကဘာယုံလေးဘယ်ချိန်မှာဘာယုံလေးဖြစ်တယ် အယုတ်တွေဟိုထုတဲ့ညာနဲ့သိအောင်လုပ်ရမယ်ဒါညာတပရိညာကိုပြောတာအပရိဇာနံအနိစ္စဒုက္ခအနတ္တဆိုပြီးတော့ပိုင်းခြားပြီးတော့လည်းပဲသိအောင်လုပ်ရမယ်ဒါကအတိရဏပရိညာကိုပြောတာပေါ့အဝိရာဇယံတတ်မှတ်မှုကင်းအောင်လုပ်ရမယ်အပဇဟံပယ်စွန့်နိုင်လုပ်ရမယ်အဲ့ဒါကဘာဟာနပရိညာကိုပြောတာယုံနဲ့ပတ်သက်ပြီးတော့ ရှုရင်လည်းဒုက္ခကုံအောင်လုံနိုင်တယ်ဒုက္ခကုံအောင်လုံနိုင်မှုရာအတွက်ယောဂုဘလို့ရှုရမှာလဲဆိုတော့ညာတပရိညာထူးသောဉာဏ်ပြန်သိအောင်လုပ်ရဒါကပရိယတိနဲ့လုပ်ရတယ်ဆိုပြီးတော့တချို့ပုဂ္ဂိုလ်တွေကဖွင့်ကြတယ်နော်ပရိယတိတွေသင်မယ်ဆိုရင်ဘာယုတ်တွေ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 ဆိုပြီးတော့ယုတ်တွေကိုဟိုထူးထူးခြားခြားတာမန်လောကီပညာတွေသင်မယ်ဆိုရင်တော့ဒါတွေသိဖို့ကမလွယ်ဘူး လောကုတ္တရာပညာတဲ့သင်မသားလျင်ရုပ်တွေကိုထူးထူးခြားခြားသိအောင်လုပ်နိုင်တယ်။ဒါကြောင့်ပရိယတ်တိပညာတွေသင်ပြီးတော့ရုပ်တွေထူးထူးခြားခြားသိအောင်ထူးထူးခြားခြားထူးတဲ့ဉာဏ်နဲ့သိအောင်လုပ်လို့ရတယ်။ဒါညာတပညာကိုခေါ်တာ။အာပရိဇာနံပိုင်းခြားပြီးတော့သိရမယ်။ဟောရုပ်ကိုရုပ်လောက်လေးသိုံလေးနဲ့မပြီးသေးဘူး။မမြဲတာတွေစင်းရဲတာတွေအစိုးမရတာတွေကိုမြင်အောင်လုပ်ရတယ်။ဒါကတေရဏပရိညာ။ အဲ့ဒါကဘာလဲဆိုတော့ပฏิပတ်ကိုပြောတာပฏิပတ်တိကျင့်စဉ်တွေကိုကျင့်မယ်ဆိုရင်ရုပ်တွေကိုအနိစ္စလို့မြင်သွားမှာပဲဒါတွေကတကုတ်တကဟိုအာယုံစိုက်ပြီးတော့အနိစ္စ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 လို့ရှုရမှာပေါ့ရုပ်တွေကိုမြင်အောင်ကြည်ရ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 င်နဲ့ကြည်ရင်နဲ့ပြောင်းသွားတာကြည်ရင်နဲ့ပြည့်သွားတာကြည်ရင်နဲ့မမြင်ရတော့ဟုတ်တော်အဘဝတ္ထေနာနော်ဖြစ်ပြီးတော့တန်းပြီးတော့ပြောင်းသွားတာတွေကြည်ရင်ကြည်ရင်တော့ရုပ်ကမပြဲဘူးဆိုတာလိုလိုကိုမြင်သွားအောင်လုပ်ရတယ် အဲ့ဒီလိုပฏิပတ်ကျင့်မယ်ဆိုရင်အနိစ္စဒုက္ခအနတ္တတွေကိုဘယ်သူမှမပြောဘဲနဲ့အလိုလိုကို သိသွားတယ်အဲ့ဒါပရိစ္ဆာနာလို့ခေါ်တာပေါ့အဝိရာဇယံအပ္ပဇဟံအဲ့လိုမမြဲဘူးဆင်းရဲတဲ့ဆုံးမြဘူးလို့မြင်ပါ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 များသွားရင်နည်းနည်းလေးမြင်တော့ကတော့ဘာမှတိတ်ပြီးတော့လူတယောက်အတွက်ထူးတဲ့ရာသာတိတ်မရသေးဘူး တော်တော်များများမြင်လာပြီဘင်ကညာဘယညာအရင်ကညာနေစင့်ဒီကိုမြင်လာပြီဆိုရင်တော့အဝိရာဇယံဒီရုပ်ပေါ်မှာမတက်မှတ်တော့ရုပ်ပေါ်မှာမတက်မှတ်ဘူးဆိုကြတဲ့ကတက်မှတ်မှုတဏ္ဍာကိုသူကပယ်နိုင်သွားပြီဒါလည်းပဲပဟာနာပရိညာပဲအဘဇံတဏ္ဍတဏ္ဍကိုလည်းပဲပယ်ဆွနိုင်သွားပြီဒါပဟာနာပရိညာပဲဒါကြောင့်ရုပ်နဲ့ပတ်သက်ပြီးတော့စာပေသင်ကြားခြင်းအပြင်လည်းပဲသိအောင်လုပ်ရမယ် ကျင့်ခြင်းအပြင်လည်းပဲနေစာဒုက္ခအနတ္တမြင်အောင်လုပ်ရမယ်။များများမြင်အောင်လုပ်ခြင်းအပြင်လည်းပဲအဲပဋိဝေဒအနေနဲ့လည်းပဲပဟာနအနေနဲ့လည်းပဲအဲတတ်မှတ်မှုကင်းအောင်ပဲဆွတ်နိုင်အောင်လုပ်ရမယ်။အဲ့ဒါဆိုရင်ဒုက္ခတွေကကင်းပါတယ်။အဲ့အဲ့ဒီအစဉ်30မှာမလုံနိုင်ဘူးဆိုရင်တော့ဒုက္ခတွေကကုန်တယ်ဆိုတာမဖြစ်နိုင်တော့။ဝေဒနာတွေကိုလည်းပဲအဲ့ဒီလိုပဲ၃မျိုးသိရမယ်။ပိုင်းခြားသိရမယ်။ပယ်နိုင်ရမယ်။ သိညာလည်းပဲသိရမယ်ပိုင်းခြားသိရမယ်ပယ်နိုင်ရမယ်သင်္ခါရဝိညာဉ်တို့လည်းသိရမယ်ပိုင်းခြားသိရမယ်ပယ်နိုင်ရမယ်အဲ့ဒါဆိုရင်ဒီလောကတွေကုံတဲ့အဆင့်တွေကိုရောက်သွားနိုင်ပါတယ်အဲနောက်နောက်တစ်တုပ်လေးစန္ဒရာကတုပ်ဟာရုပ်ကိုပယ်တယ်ရုပ်ကိုပယ်တယ်ဆိုတဲ့နေရာမှာနားလည်းမှုလွဲမှာဆိုလို့ဒီတုပ်မှာဓာတ်ရိုက်ကိုဟောထားတာဒါလေးတွေလည်းတာရုပ်ကိုပယ်ဆိုတဲ့နေရာမှာတချို့ကျတော့ဟာဒီယုံကြည်ကကြောက်စရာကောင်းတယ် ဒီယုတ်ကြီးကညွန်စရာကောင်းတယ်ဒီယုတ်ကြီးကဟိုမက်စရာမရှိဘူးဆိုပြီးတော့ဒီယုတ်ကြီးသေအောင်ကိုယ့်ကိုယ်ကိုတတ်တဲ့လူတွေလည်းပဲရှိတယ်အဲ့ဒါမျိုးဖြစ်မှာဆိုလို့မြတ်စွာဘုရားကယုတ်နဲ့ပတ်သက်ပြီးတော့ပယ်တယ်ဝေနာနဲ့ပတ်သက်ပြီးတော့ပယ်တယ်တင်ညာသင်္ကာရတွေဝိညာဉ်နဲ့ပတ်သက်ပြီးတော့ပယ်တယ်ဆိုတဲ့နေရာမှာတဲ့ယုတ်ဝေနာတင်ညာသင်္ကာရအကြီးတွေကိုဓာတ်ရိုက်ပယ်ရတာမဟုတ်ဘူးတဲ့ရူပသမိန်စန္ဒရာကိုတဲ့နော်ယုတ်ပေါ်မှာလိုချင်တဲ့စိတ်ကလေးလိုချင်စိတ်ကနေတဆင့်ချပြီးတော့ဒါအထက်သာတဲ့တက်မှတ်တဲ့စိတ်ကလေး စန္ဒနဲ့ဘာကရုပ်ပေါ်မှာလိုချင်တဲ့စိတ်ရုပ်ပေါ်မှာတတ်မှတ်တဲ့စိတ်တွေကိုပယ်ရမယ်ခဲ့တဲ့အဲ့လိုပယ်တဲ့နေရာမှာယတံရူပံပိဏဟောတိရုပ်ပေါ်မှာလိုချင်တဲ့စိတ်တတ်မှတ်တဲ့စိတ်ကိုပယ်မယ်ဆိုရင်ဥစ္စေနာမူလအမြင့်မြတ်ပယ်ရမယ်ကာလဝတ္တကကတံထမင်ရဲ့တရားငုတ်တို့လိုပဲပြန်မပေါအောင်ကိုပယ်ရအနဘာဝကတာနောက်တကပြန်မဖြစ်အောင်ပယ်ရမယ်အာတိန်ဥပါဒာဓမ္မနောက်တက ဖြစ်ပေါ်ခြင်းမရှိအောင်ပယ်ရမယ်။ဒါကြောင့်ယုံနဲ့ပတ်သက်ပြီးတော့ဆန္ဒရာဂကိုပယ်ရမယ်။ဒါကြောင့်ဥစဉ်တို့ဒီရောတို့ကဘာဖြစ်လဲဆိုတော့ဟိုယုံဝါဒီသမားတွေမဟုတ်ဘူး။ယုံဝါဒီသမားတွေကတော့ယုံနဲ့ပတ်သက်ပြီးတော့တိုးတက်ရေးအတွက်အမြဲတမ်းစဉ်းစားတယ်။ယုံနဲ့ပတ်သက်ပြီးတော့ပဲယုံပေါ်မှာအပြစ်တင်ညားတယ်။အဲဒီရောတို့မြတ်စွာဘုရားကတော့အမှန်တိုင်းမြင်တာ realistic ပဲ။ realistic ဘာဒီဖြစ်တဲ့အတွက်ကြောင့်ယုံကိုသွားပြီးတော့အပြစ်မရှာဘူး။ယုံပေါ်မှာ တွေ့တာလိုချင်တဲ့စိတ်မမောတဲ့စိတ်လေးကို အပြည့်မှသိရတယ်။ဘုဇဏောယုတ်ဒီတော့ယုတ်ပါပဲ။အဲ့ဒီယုတ်ပေါ်မှာလိုချင်တဲ့စိတ်တွေ့တာစိတ်တွေဖြစ်လေစိတ်စည်ရမှုကိုစည်ရမှုတွေကများလေပဲ။ယုတ်ပေါ်မှာလိုချင်တဲ့စိတ်တွေ့တာစိတ်တွေစိတ်နဲလေနော်စိတ်စည်ရစည်ရမှုတွေနဲလေပဲ။ယုတ်ပေါ်မှာလိုချင်တဲ့စိတ်တွေ့တာတဲ့စိတ်မရှိလေ။ဘာလဲဆိုရင်စိတ်စည်ရကိုစည်ရမှုတွေလုံးလုံးပယ်နိုင်တဲ့အစင်ပဲ။ဒါကြောင့်မြတ်စွာဘုရားက ရုပ်တွေဝေနာတွေတင်ညာသင်္ခါရတွေဝိညာဉ်တွေကိုအပြစ်မတင်နဲ့အဲ့ဒီရှိနေတဲ့ရုပ်ဝေနာတင်ညာသင်္ခါရဝိညာဉ်တွေပေါ်မှာကိုကလိုချင်တဲ့စိတ်မမောတဲ့စိတ်ကိုပယ်နိုင်အောင်ကြိုးစားကြအမြင့်ပြတ်ပယ်နိုင်အောင်ကြိုးစားကြကာမကုသိုလ်နဲ့ရိုးရိုးလေးပယ်နိုင်တာလောက်လေးတွေရမနေနဲ့ရူပကုသိုလ်လေးနဲ့တော်တော်ကြာကြာပယ်နိုင်တာလေးတွေရမနေနဲ့အဲလောကုထရာကုသိုလ်တွေနဲ့အမြင့်ပြတ်ပယ်နိုင်အောင်ထိကြိုးစားကြဆိုပြီးတော့မြတ်စွာဘုရားကဒီတော့ကိုဟောတယ်